ီမှာဆိုလို့ရှိရင်ကျွန်တော်က2024ရဲ့2025ရဲ့ပေါ့နော်လအလိုက်ရောင်းအားလေးတွေရှိတယ်ကျွန်တော်ကဘာကိုတည်ချင်တာလဲဆိုတော့ဒီလအလိုက်ပေါ့နော်2024တဲ့2025မှာရောင်းအားတွေတိုးလာသလားညော့သွားသလားတိုးလာတယ်ဆိုဘယ်ညာခိုင်နှုန်းနဲ့ကြည့်ချင်တယ်ပေါ့နော်ဘယ်ညာခိုင်နှုန်းတိုးလာတယ်လဲဆိုတော့တွက်ကြည့်မယ်အဲဆိုတော့ညာခိုင်နှုန်းနဲ့တွက်မှာဆိုကျွန်တော်ကအရင်ဆုံးဒါလေးကိုညာခိုင်နှုန်းပြောင်းထားလိုက်မယ်နော်ညာခိုင်နှုန်းပြောင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က ဒီနှစ်ပေါ့နော်ဒီနှစ်ရောင်းအားကိုဒီအရင်နှစ်ရဲ့ရောင်းအားနဲ့စားလိုက်မယ်ပြီးရင်တော့ -1 နှုတ်ပေးလိုက်မယ်ဒါဆိုရင်တော့ဒါရောင်းအားလေးတွေကိုရသွားပြီဒါတနည်းပေါ့နော်ဒီမှာဆိုရင်2024မှာ2000ဆိုတော့2025မှာ4000ဆိုတော့ဟုတ်တယ်တရားရခိုင်လုံးတိုးသွားတယ်ပေါ့နော်ဟုတ်ပြီအဲနောက်ထပ်တနည်းကကြတော့ဒီမညာချင်းကွင်းစားလေးခံလိုက်မယ်အဲဒီ ယခုနှစ်ရောင်အားတွေကနေယခင်နှစ်ရဲ့ရောင်အားကိုနှုတ်လိုက်မယ်ပြီးရင်တော့ယခင်နှစ်ရဲ့ရောင်အားနဲ့စားလိုက်မယ်ဒါဆိုရင်လည်းအဖြေကအတူတူပါပဲနော်အဲဒီမှာ formula task လေးကိုကျွန်တော်ဒီပေါ်မှာဒီပေးလေးမှာပေါ့နော်ဟိုလေးတိုးလိုက်မယ်ဒီမှာ formula task လေး copy မယ်နော်အဲဒီပုံစံလေးပါ တော့ဒီပုံစံလေးပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်